thank uh you -huh. မင်္ဂလာပါရှင်ခစ်တဲ့တရင်ဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာစစ်တပ်ကအကြမ်းဖက်တိုက်ခိုက်မှုတွေမလုပ်ဆောင်ဘဲသဘောထားကွဲလွဲသူတွေကသာအကြမ်းဖက်မှုတွေလုပ်နေတယ်လို့မင်းအောင်လိုင်းပြောပြတဲ့အကြောင်းတင်ဆက်ပေးပါမယ်ရိုးရိုးသားသားပြောရရင်တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်တဲ့အတိုင်းပြည်ဖြစ်ချင်တယ်လို့အကြမ်းဖက်စစ်ကောင်းဆောင်ကဆိုပါတယ်မြန်မာနိုင်ငံတဝန်းမှာစစ်တပ်ကအကြမ်းဖက်တိုက်ခိုက်မှုတွေကိုလုပ်ဆောင်ခြင်းမရှိဘဲသဘောထားကွဲလွဲသူတွေကသာဆန့်ကျင်မှုတွေလုပ်ကြလို့အကြမ်းဖက်မှုတွေလုပ်နေခြင်းဖြစ်ကြောင်းအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်းကပြောဆိုပါတယ် တယ်ဒီကနေ့နေပြည်တော်မှာပြုလုပ်တဲ့2025အလွန်မြန်မာနိုင်ငံရဲ့စိန်ခေါ်မှု Foreign on Myanmar Beyond 2025ဆွေးနွေးပွဲမှာမင်းရောင်လိုင်ကအထပ်ပါတိုင်ပြောဆိုခဲ့တာပါလက်ရှိမြန်မာနိုင်ငံမှာတိုင်းပြည်အေဂျင်မှုပြက်ပြားနေပြီးအကြမ်းဖက်တိုက်ခိုက်မှုတွေကိုစစ်တပ်ကလှုပ်ဆောင်ခြင်းမရှိကြောင်းသဘောထားကွဲလွဲသူတွေကသာစန့်ကျင်မှုတွေလုပ်ဖို့အကြမ်းဖက်မှုတွေလှုပ်ဆောင်နေခြင်းဖြစ်ကြောင်းနိုင်ငံရေးနဲ့လုံခြုံရေးရာတည်ငြိမ်အေဂျင်မှုမရှိလို့ရင်းနှီးမြှုပ်နှံမှုတွေမလာတော့ကြောင်း၎င်းကဆိုပါတယ်လုံခြုံရေးနဲ့ပတ်သက်လို့တိုင်းပြည်မှာတည်ငြိမ်အေဂျင်မှုတွေပြက်ပြားနေ နေတာရှိပါတယ် ကျွန်တော်တို့ဒီအကြမ်းဖက်တိုက်ခိုက်မှုတွေကိုကျွန်တော်တို့လုပ်တာမဟုတ်ဘူးတဘောတာကွဲလွဲတဲ့နေရာနေပြီးတော့စန့်ကျင်ဘောအတွက်အကြမ်းဖက်မှုတွေကိုလုပ်ခဲ့တာဖြစ်တဲ့နိုင်ငံကြီးကတည်ငြိမ်အေးချမ်းမှုမရှိရင်ရင်းနှီးမြှုပ်နှံမှုဘလို့မှလာဖို့အကြောင်းမရှိဘူးဟိုနားစုဘူးဒီနားစုဘူးဖြစ်နေရဆိုရင်လည်းနိုင်ငံကြီးကဖြစ်လို့ရှိရင်လည်းတော်တော်လေးနောက်တွန်နေမှာဒီလိုပဲအကြမ်းဖက်မှုတွေတိုက်ခိုက်မှုတွေရှိနေရင်လည်းရင်းနှီးမြှုပ်နှံမှုဘလို့မှလာနိုင်စရာအကြောင်းမရှိဘူးလို့အကြမ်းဖက်မင်းအောင်လိုင်ကရှင်းပြပါတယ်မင်းအောင်လိုင်ကစစ်တပ်အနေနဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုလက်ခံပြီးရိုးရိုးသက် သားပြောရမယ်ဆိုရင်တည်ငင်အေဂျင့်ဖွံ့ဖြိုးတိုးတက်တဲ့တိုင်းပြည်ဖြစ်စဉ်မျိုးဖြစ်ကြောင်းတိုင်းရင်းသားများအနေနဲ့ပြောနေတဲ့ခွင့်ရေးတွေလည်းရှိနေကြောင်းဖြစ်တဲ့ဖြစ်တိုင်းတာတွေကိုပြီးမှပြင်ပြီးလူအလိုနမ်းမလိုက်နိုင်လို့အကုန်လုံးမပြီးနိုင်ကြောင်း၎င်းကဆိုပါတယ်။ နိုင်ငံရေးမှာလည်းကျွန်တော်တို့တက်မတော်ကပါတီစုံဒီမိုကရေစီစနစ်ကိုလက်ခံနေလို့ပြောပြီးသားဖြစ်ပါတယ်။2010ရွေးကောက်ပွဲ2015ရွေးကောက်ပွဲ2020ရွေးကောက်ပွဲတွေမှာလည်းအားလုံးပါဝင်ပေးပါတယ်။ရိုးရိုးသားသားပါအခုလည်းကျွန်တော်တို့ရိုးရိုးသားသားပြောတာပါ။တကယ်လည်းကျွန်တော်တို့တိုင်းပြည်တည်ငြိမ်အေးချမ်းပြီးဖွံ့ဖြိုးတိုးတက်တဲ့တိုင်းပြည်ဖြစ်စင်ပါတယ်။ထို့အတူပဲတိုင်းရင်းသားတွေပြောနေတဲ့အခွင့်အရေးတွေဒါတွေလည်းတော်တော်လေးရှိပါတယ်။ဒါတွေနဲ့ပတ်သက်ရင်လည်းကျွန်တော်တို့ကတော့နိုင်ငံရေးမျှော်မှန်းချက်မှာပေးထားတာရှိတယ်။ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံနဲ့ပြည်သာစုတည်ဆောက်ရေးဆိုတာကျွန်တော်တို့ပြီးခဲ့တာရှိရဲဖက်ဒရယ်အခွင့်အရေးတွေပေးဖို့အဆင်သင့်ရှိရဲဒါပေမဲ့လည်းရာသင့်ရာတိုက်တဲ့ဟာပေါ့ဒါတွေတော့သွားရမှာပေါ့လူဆိုတာတော့ဖြစ်ချင်တာအများကြီးရှိတာပေါ့ကျွန်တော်တို့ဖြစ်ချင်တာရှိရဲခင်ဗျားတို့လည်းဖြစ်ချင်တာရှိရဲလူအလိုနမ်းမလိုက်နိုင်ဆိုသလိုအကုန်လုံးတော့မဖြစ်နိုင်ဘူးဖြစ်သင့်ဖြစ်တိုင်းတာတော့ဖြစ်အောင်ဥပဒေရသွားရမယ်အများကြီးအဆုံးဖြတ်ချက်နဲ့သွားရမယ်ဒါတွေကနိုင်ငံရေးပါဒီလိုသွားနိုင်ဖို့ဆိုရင်ဒီမိုကရေစီလက်ခံနေဆိုရင်ကျွန်တော်တို့ပါတီစုံဒီမိုကရေစီပြည်သူကတောင်းဆိုရဲဆိုတာကလည်း ြည်သူကတောင်းဆိုတာဒီမိုကရေစီသွားမယ်ဆိုလို့ရှိရင်ငြိမ်ငြိမ်ချမ်းချမ်းနဲ့ဒီမိုကရေစီနီးလန်းတကြပဲဆောင်ရွက်ဖို့လိုပါတယ်လို့မင်းအောင်လိုင်းကဆိုပါတယ်အစံဘက်စစ်ကောင်ဆောင်မင်းအောင်လိုင်းက2025အလွန်မှာမြန်မာနိုင်ငံရဲ့စိန်ခေါ်မှု Foreign on Myanmar Beyond 2025ဆွေးနွေးပွဲမှာမြန်မာနိုင်ငံအတွက်အသုံးဝင်တဲ့ဆက်လက်ရှောင်လိုင်းရမယ်အနာဂတ်အစီအစဉ်တွေရရှိနိုင်ဖို့မျှော်မှန်းထားကြောင်းထုတ်ပေါ်ပြောဆိုပါတယ်ဆက်လက်ပြီးမင်းအောင်လိုင်းရဲ့မဟာလွဲများဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်အာနာသိန်းကောင်ဆောင်ပို့ချုပ်မှုကြီးအဖို့ပြည်ရင်းရေးနိုင်ငံတကာရေးနဲ့စစ်မြေပြင် အခြေအနေတွေရဲ့လက်တွေ့ဖြစ်ပျက်နေတာကိုအမှန်တကယ်မြင်နိုင်စွမ်းမရှိဖြစ်လာနေရလို့အဆချီပြီး Asia Times သတင်းစာမှရှင်းတာထားတာကိုတင်ဆက်ပေးသွားမှာပါ ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းမြန်မာနိုင်ငံကရုရှားသမ္မတဗလာဒီမာပူတင်နဲ့ဘေးကျင်းရှင်ရနိုင်ခွင့်ရရှိလာခဲ့ပါတယ်။ပူတင်ကလည်းဗုဒ္ဓဘုရားရှင်ရဲ့ဖြာလိုက်တော်လာမင်းကြီးဖြစ်ပြောဆိုခဲ့တာပါ။၎င်းတို့အဖို့အတိတ်တရားဝတီအလင်္ကာသုံးပြောဆိုခဲ့တာကလည်းရည်ရွယ်ချက်ကြီးကြီးမားမားရှိနေပါတယ်။လက်ရှိမှာဗတ်ပေါင်းဆောင်အကြက်အတဲကြာလာနေတဲ့မြန်မာနိုင်ငံကရုရှားကဲ့သို့အင်အားကြီးနိုင်ငံတနိုင်ငံရဲ့အတိမတ်ပြုခံရဖို့တင်းရင်းရှင်ရတမယအရေးကြီးနေလို့လေဒီလိုမထော်တနန်းပြောဆိုရဖို့လည်းဝန်မလေးခြင်းဖြစ်ပါတယ်။ဒါပေမဲ့ပြဿနာဖြစ်နေရတာက၎င်းရဲ့ ားရောလုံရက်တွေကရောပကတိဖြစ်ပျက်နေတာတွေကိုကိုစားမပြူတာပဲဖြစ်ပါတယ်။မင်းအောင်လိုင်းကနိုင်ငံဧရိယာရဲ့30ရာခိုင်နှုန်းသာထိန်းချုပ်နိုင်တော့ကြောင်းခံမှန်းပြောဆိုမှုတွေထွက်ပေါ်နေပါတယ်။ညီနောင်သုံးပေါ်မဟာမင်းဖွဲ့ရဲ့ထိုးစစ်ကြောင်းစစ်မျက်နှာတီတီမှာခွက်ခွက်လန်အောင်ရှုံးနေခဲ့ပါတယ်။ အကွဲကွဲပြားပြားဖြစ်နေတဲ့တော်လိုင်းဖွဲ့များချင်းချင်းပူပြီးပူပေါင်းဆောင်ရွက်လာကြသလိုအမျိုးသားညီညွတ်ရေးအစိုးရကလည်းနိုင်ငံတကာရဲ့ထောက်ခံမှုကိုတိုးပြီးရရှိလာနေပါတယ်။ဒီလိုနေထားရရှိနေပြီးမယ့်၎င်းဖွင့်စည်းထားတဲ့စစ်ကောင်စီကနိုင်ငံကိုထိန်းချုပ်နိုင်သည့်ရဲ့လူထင်ရောင်ထင်မှားဖြစ်နေပြီးရွေးကောက်ပွဲလုပ်ပေးမယ်လို့တောင်အဆက်မပါတဲ့ကတိကိုပေးလာခဲ့ပါတယ်။မင်းအောင်လိုင်းကအသေးအချာတွက်ချက်ပြီးပူတင်ကိုမြောက်ပင်ပြောဆိုခဲ့ခြင်းလည်းဖြစ်ပါတယ်။ရုရှားကလက်နက်သားမကကုလသမဂ္ဂမှတပ်တမန်ကြီးရပါကြောထောက်နောက်ခံပေးထားပါတယ်။ပူတင်ဖို့ တလုံးတပါတာများတိမာမဟုတ်တဲ့ဗုဒ္ဓဖျားရှင်ကိုတော်ဆွဲထင်လာပြီးရုရှားရဲ့ဆက်လက်ထောက်ခံမှုကြောင့်ပုံသွင်းလာခဲ့ပါတယ်။၎င်းတို့ကိုထောက်ခံပေးနေခြင်းကပဲနိုင်ငံကြီးကြောင့်ပဲမဟုတ်တော့ပဲပြားရီဒေါ်လာအတိုင်းဖြစ်တယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။ပူတင်စီကတော့ဆက်ပြီးပူပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့မကြီးမရအာမခံချက်မျိုးသားကြားခဲ့ရပါတယ်။၎င်းဖို့ကယူကရိန်းကသာအရေးကြီးနေပြီးမြန်မာကိုတော့ပါတနာလို့သဘောမထားပဲနေရုပ်တရုပ်ဖြစ်တာယူဆထားပါတယ်။တရုတ်ကအရောင်းဝယ်သဘောမျိုးနဲ့နားလည်ရခက်တဲ့ဂိမ်းမျိုးကစားနေလို့မရနိုင်တာ မော်စကိုကိုသာမလွတ်တမ်းဖက်တွေထားလိုပါတယ်။တရုတ်က၎င်းတို့ကိုတန်တမန်ကြီးနဲ့စီးပွားရေးမှာထောက်ခံမှုပေးထားတော်လဲဟိုဘက်ဒီဘက်မြည်သူပင်အနိုင်ရစေကမူ၎င်းတို့ရဲ့ဩဇာတက်ရောက်နိုင်ဖို့သာအာရုံထားနေပါတယ်။အာနာသိန်းအဖွဲ့ဘူးစစ်မြေပြင်မှာအရေးနိုင်လာတာနဲ့အများအဆိုပါအရေးကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတဲ့အမိကုန်းနေ SCE ထွက်ပေါ်လာနေပါတယ်။လက်ရှိမှာအနားယူသွားတဲ့စစ်အရာရှိတွေကိုတော့ပြန်ခေါ်နေပြီး၎င်းတို့ဘက်မှပါဝင်မယ်ဆိုကနိုင်ငံသားတွေကိုတော့နိုင်ငံသားပြီးမယ်လို့ကန့်လန့်လာပါတယ်။ စင်ရေးလိလာသူအန်တိုနီဒေးဗီကာရော့စစ်တပ်ကတစ်ချိန်တစ်ခါမှအခုလိုကြဲကြဲပြန့်ပြန့်နဲ့အပိယူမြတာစွာတိုက်ခိုက်လာမှုမျိုးကြုံခဲ့ရဘူးခြင်းမရှိလို့ဆိုပါတယ်။အာဆီယံအဖွဲ့ကလူပြောခန့်နေရတဲ့အချက်၅ချက်မှာသဘောထားပြောင်းလာဖို့ရှိနေပြီးဒေသတွင်ဒုက္ခသည်ပြဿနာကြီးထွားလာမဲ့အရေးအတွက်စိုးရိမ်ထိန်းလန့်လာနေပြီဖြစ်ပါတယ်။အတိတအဆုံးကအာဆီယံက၎င်းတို့လုံးမဲ့ရွှေကပွဲကိုမထောက်ခံတော့တာဖြစ်ပါတယ်။အဲဒီအစားတည်ငြိမ်မှုရရှိဖို့အတွက်ချက်ချင်းလက်ငင်းဆိုသလိုအပြည့်အခက်ရက်စဲဖို့တောင်းဆိုလာပါတယ်။အထူးသဖြင့် ြင်မလေးရှား၊အင်ဒိုနီးရှားနဲ့စင်ကာပူတို့မှပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုနေကြပါတယ်။မင်းအွန်လိုင်းကအပြစ်ခံရစဲဖို့စိတ်ကူးတဲ့တောင်မထည်သေး၊၎င်းဖို့ကဆက်ပြီးအသက်ရှင်ရပ်တည်နိုင်ရေးအတွက်တခုနဲ့တော့နီလန်ကစည်ရင်အရာအသာစီးရနေဖို့ဖြစ်ပါတယ်။မင်းအွန်လိုင်းကအပေးယူလုပ်ဖို့ညှင်းဆုံနေခြင်းကနိုင်ငံရေးအတွက်ချက်များခြင်းမျိုးမဟုတ်ဘဲနိုင်ငံတွင်အကွဲပြင်းများဆက်ရှိနေစေဖို့ဖြစ်တယ်လို့ဝါရှင်တန်စစ်ကောလိပ်မှာပါမောက်ခဇဂါရီ အပူစာကထောက်ပြခဲ့ပါတယ်။ မင်းအောင်လိုင်းကအပင်းယူလို့ရင်ငင်းဆုံနေခြင်းကနိုင်ငံရေးအရအတွက်ချက်မှခြင်းမျိုးမဟုတ်ပဲနိုင်ငံအတွင်းအကွဲအပြင်းများဆက်ရှိနေစေဖို့ဖြစ်တယ်လို့ဝါရှင်တန်စကောလိမ်မှာပါမောက်ခဇက်ဂါရီအပူဇာကထောက်ပြပါရယ်အခုလိုဒေါ်အောင်ဆန်းစုကြည်ကိုပြန်လွှတ်ပေးခြင်းမျိုးနဲ့စစ်တပ်ရဲ့ဒီမိုကရေစီအင်အားစုတွေအကြပြန်ပြီးရှင်ကြားစေလာနိုင်မယ့်အလားအလာမျိုးလည်းမရှိတော့ပါဘူးအန်ယူဂျီမှာလည်းဒေါ်အောင်ဆန်းစုကြည်နေရာကိုစက္ကန့်ပြီးစူးစီးပေးနိုင်မယ့်လူမျိုးထွက်ပေါ်မလာသေးပါဘူးသူမပြန့်ကွယ်နေခြင်းကဥစားမှုအပိုင်းမှာလိဟာနေကြီးဖြစ်နေလို့အကွဲအကွဲအပြ ြပြဖြစ်နေသမျှရှိရှိမှာစစ်တပ်ဘက်ကတပန်းတလာနိုင်ပါတယ်မြန်မာရဲ့အနာဂတ်ကဆွေတတိအပြည့်နဲ့စိတ်မှခက်ထန်စွာအလျှော့မပြေတိုက်ခိုက်နေတဲ့မျိုးဆက်တဲ့လူငယ်တွေကပုံဖော်သွားဖို့ရှိပါတယ်ဒီအလားလာကမရောင်းလိုက်အတွက်နှစ်ဖက်ချုံမြနေတဲ့ဓားသွားလို့ဖြစ်နေပါတယ်ဒေါ်အောင်ဆန်းစုကြည်ကွဲပြောင်းနေတဲ့အတွက်အစဉ်အလာတိုက်ခတ်ပုံစံမျိုးမရှိတော့မရောင်းလိုက်အတွက်စစ်မြေပြင်မှာဒီထက်မကအရေးနေလာရင်စေဆက်ဆွေးနွေးပေးခြင်းမျိုးနဲ့ဝင်ရောက်ညှိနှိုင်းပေးမဲ့လူမရှိတော့ မင်းအောင်လိုင်းရဲ့အကြက်တဲကရှင်းလင်းစွာတွေ့မြင်နေရပြီဖြစ်ပါတယ်။၎င်းကအနိုင်မရနိုင်တော့တဲ့စစ်ပွဲကိုတိုက်နေရသူဖြစ်လာပါတယ်။လက်လွတ်ခံလို့မဖြစ်တဲ့နိုင်ငံတကာအတိုင်ဝန်းကလည်းဖိကျင်လာနေလို့၎င်းရဲ့တရားဝင်အုပ်ချုပ်ပိုင်ခွင့်အတွက်အတိမတ်ပြုခံရဖို့ပို့ပြီးအကြံရိုက်လာပါတယ်။၎င်းနှစ်ကုန်ပိုင်းမှာလုပ်ပြီးမယ်ဆိုတဲ့ရွှေကပွဲကလည်းလက်ရှိပြဿနာကိုဖြေရှင်းနိုင်ဖို့ဝေဒရက်ဝေးလာနေပြီဖြစ်ပါတယ်။မော်စကိုမှာကြီးကြီးကျယ်ကျယ်ပြောဆိုလာမှုတွေစစ်မြေပြင်မှာသွေးကြွလာအောင်ပြောဆိုအင်အားပြနေတဲ့စကားတွေကပြည်ရင်းစစ်မြေပြင်မှာတကယ်တမ်းရှင်ဆိုင် ိုင်နေရတဲ့အမှန်တရားကိုဖုံးကွယ်နိုင်စွမ်းမရှိတာကိုတွေ့ရပါတယ်။စစ်တပ်ရဲ့ချုပ်ကိုင်နိုင်မှုကလည်းပြင်းရော့လိုက်လာမှုနဲ့အတူစစ်ကောင်ဆောင်များဆက်ပြီးရည်တည်သွားနိုင်ရင်ကလည်းတိုးပြီးတိုးပြီးချိန်ဆောင်ခံလာနေရပါတယ်။ပို့ချုပ်မှုကြီးရဲ့အနာဂတ်က၎င်းရဲ့ကြီးကျယ်ခံထားတဲ့စိတ်ကူးရင်အိမ်မက်တွေရှိနေတဲ့ကြားမှာတပြေးပြေးမရေရာမှုတွေများလာနေပြီဖြစ်တယ်လို့ရှင်းသားထားတာကိုတင်ပြထားပါတယ်။ရခင်ကသူလည်းတက်နိုင်တဲ့လောက်တော့လှုပ်သွားပါတယ်လို့အချောက်တိုက်ပဝင်မြင့်ကပြောဆိုခဲ့တဲ့မင်းအောင်လိုင်းကအခုကဆက်ပြီးရည်တည်သွားနိုင်ဖို့နီလမျိုးစုံနဲ့လုံပန်းနေ ရရှာပြီးဖြစ်တယ်လို့စောင်းမမရှိသားထားတာကို တင်ဆက်ပြလိုက်ရပါရဲ့ရှင်။